အားလုံးပဲမင်္ဂလာပါ Rayway Yoga Studio ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ Balasana Chai Pose ကိုဘယ်လိုလုပ်ရမလဲဆိုတာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ် Okay အဆိုရင်အရင်ဆုံး Hero Position လေးနဲ့ထိုင်လိုက်တယ်ပြီးတော့မှ Table Top Position လေးကိုယူလာမယ် Shoot ထောက်ပြီးတော့မှကိုယ့်ရဲ့တင်မလေးကိုခြေဖနာလေးပေါ်ကြအောင်ထိုင်လိုက်မယ်ပြီးကိုယ့်ရဲ့ဖြာလေးနဲ့နှဖူးလေးနဲ့ထိအောင်ချလိုက်မယ် ီယောမှာကွဲလက်လေးနှစ်ဖက်ကိုအရှိဘက်လေးကိုဆွဲဆန့်ထားလိုက်မယ်။အကယ်၍ကိုကတတောင်းတတာမဖြစ်လို့ရှိရင်ကွဲဒူးလေးနှစ်ဖက်ကိုဘေးဘက်ကိုနည်းနည်းလေးခြေပြီးတော့လေနေလို့ရပါတယ်။နောက်တစ်မျိုးနေနဲ့ကိုယ့်ရဲ့လက်လေးနှစ်ဖက်ကိုလိုလေးဒါဆူမေးပြီးတော့မှကိုယ့်ရဲ့လက်လေးပေါ်ကိုနှစ်ဖူးလေးလာတင်ပြီးတော့လည်းနေပြီးလို့ရပါတယ် နာတစ်မျိုးအနေနဲ့ကွက်လက်လေးနှစ်ဖက်ကိုအနောက်ဖက်ကိုပြစ်တယ်ပြီးတော့မှကွက်လက်ဖွာလေးကိုပေါ်ဘက်လှန်ထားပေးမယ်ဒီနေထားလေးနဲ့စက္ကန့်30ဆရာနေ10မိနစ်ခွဲလောက်ထိကိုနှစ်တက်တလောက်နေပြီးလို့ရပါတယ်ကွာတရားနေမှာပြန်ထားခြင်းနဲ့ဆိုရင်ပချီချင်းလေးရှွတ်သွင်းပြီးတော့မှပြန်ထားလာပါမယ်။ Chai bowl seal တနည်းကို၃ချိန်မှာ ီယိုချင်ပြီးတော့ပါတယ်။ဗီဒီယိုလေးကိုဆောင်းတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုအစ်စ်လေးတွေလည်းတင်ပေးမှာမလို့ဒီဗီဒီယိုလေးကို like and share လုပ်ပေးကြပါဦးနော်။